မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မုံရွာမန္တလေးလမ်းမှာပစ်ခတ်မှုဖြစ်ပြီးကားစီးရရာချီပိတ်မိနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်မုံရွာမန္တလေးလမ်းပိုင်းမှာပစ်ခတ်မှုတွေဖြစ်ပွားနေလို့ကားစီးရရာချီပိတ်မိနေကြောင်းဒေသခံတွေကပြောပါရယ်စကိုင်းမြို့နယ်အတွင်းကမုံရွာမန္တလေးလမ်းပိုင်းတနေရာမှာပစ်ခတ်မှုတွေဖြစ်ပွားနေလို့ကန့်တလူတိုးကိတ်မှာမန္တလေးဘက်ကပြန်လာတဲ့ကားတွေရာချီပိတ်မိနေရလို့ဒေသခံတွေကပြောပါရယ်ဒီနေ့လမ်းကအခြေအနေမကောင်းမှုပစ်ခတ်မှုဖြစ်တာလို့ဖြတ်သွားလို့မရသေးဘူးလို့ဒေသခံတအုပ်ကပြောပါရယ်ကားတွေကိုအစီးရ င်းငင်စီခွဲလွတ်ပြီးနေပြီးနေ့လယ်ပိုင်းတီရှင်ကြောတွေပိတ်နေတယ်လို့သွာလာနေသူတို့ကပြောပါတယ်။တိုက်ပွဲချိန်တွေမတိရသေးပေမဲ့မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကထွက်လာတဲ့စစ်ကောင်စီရင်စီရှစ်စီကဒီကနေ့မနက်10:00နာရီလောက်မှာစကိုင်းတိုင်းတပ်မ33နဲ့ဝင်ရောက်သွားတယ်လို့မြေပြင်ကင်းထောက်တွေစီကသိရပါတယ်။မုံရွာမန္တလေးလမ်းမကြီးပေါ်စစ်ကောင်စီကအရှင်းနေဖြတ်တန်းသွားတိုင်းလမ်းပိုင်းနေရာအချို့မှာပစ်ခတ်မှုတွေမကြာခဏဖြစ်ပွားလျင်ရှိရဲ့လို့သိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့တောင်တာမျိုးရှိစစ်ကောင်စီဌာနဆိုင်ရာရှုံများကိုတော်လိုင်းတက်များဝင်ရောက်စီးနင်းတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်တာမျိုးရှိစစ်ကောင်စီရဲ့ဌာနဆိုင်ရာရှုံများကိုတော်လိုင်းတက်များကဝင်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်းသိရပါတယ်။မေလ28ရက်နေ့လယ်ပိုင်းမှာတောင်တာမျိုးပေါ်ရှိမြေစင်းရုံအခွန်ဦးစီးဌာနနဲ့အမှတ်နှစ်ရက်ွက်အုပ်ချုပ်ရေးမှုတို့ကိုစီးနင်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။မနေ့ကမြို့ပေါ်တိုက်ခွဲမှာစားခအသေးဆုံးများတဲ့အခုလက်ရှိအထက်ကကြောင်ရှိတာဗန်နဲ့ဖရားရီနာမှာတက်ပြန်ဆွေးနွေးကြတယ်လို့တောင်တာမျိုးကန်တုံကမြို့ပေါ်တိုက်ပွဲချင်းနေနဲ့ပတ်သက်ပြီးတဲ့ င်းဌာနကိုရှင်းပြပါရယ်တိုက်ပွဲချင်းဒီတင်းမာနေဆဲဖြစ်ပြီးတိကျဖြေကြရမရှိသေးကြောင်းတောင်တာမျိုးပြည်သူ့ကာကွယ်ရေးဖွဲ့ဝင်ရဲဘော်တအုပ်ကအတည်ပြုပါရယ်မေလ19ရက်ကလည်းတော်လိုင်းအင်အားစုတွေကတောင်တာမျိုးပေါ်မင်္ဂလာဦးခိတ်ကိုဝင်ရောက်စီးနင်းခဲ့ပြီးဝန်တန်းအင်အားရှိစစ်ကောင်စီရဲ့တောက်တိုင်တချို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါရယ်ဒါကြောင့်တောင်တာမျိုးပေါ်ရှိစစ်ကောင်စီတောက်တိုင်နမ်စီဒီယံဝန်တန်းများလုံခြုံရေးကင်းမဲ့ပြီးရှောင်းတိမ်မှုတွေရှိနေကြောင်းသိရပါရယ်စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံရင်အတွက်ပြည်သူလူထုအနေနဲ့စစ်တွင်းကာလတစ်ခုကိုမဖြစ်မနေဖြတ်တန်းကြမှာဖြစ်ပြီး အသက်အန္တရာယ်ကင်းစင်ရေးအတွက်ဘုံကိုခြင်းများစနစ်တကျဒူးဖော်ဖို့လဲလူလူလှုပ်ရှားမှုကော်မတီတောင်းတာကမေလ29ရက်နေ့မှာတိုက်တွန်းထားပါတယ်။မေလ15ရက်ကစပြီးမေလ19ရက်နေ့ထိတောင်းတာမျိုးနဲ့အပါဝင်မြင်းချန်ခရိုင်တွင်းရှင်မြင်းချန်တထိုးကြီးနဲ့ငဆုံမျိုးနယ်တို့မှာခရိုင်အစစ်စစ်စင်ရေးအတွင်းစစ်ကောင်စီတပ်မ50ထက်မနည်းတီကလက်နက်20ကျော်တင်းစင်ရရှိထားပါတယ်။ ဇလက်ပြီးစကိုင်းကလေးနှစ်လပြည့်တဲ့ဒီတိစုံရုပ်လောင်းများတွေ့ရှိနေစေဖြစ်တော်လဲစစ်ကောင်စီကနေပြည်တော်ပြုပြင်ရေးတာလှုပ်ဆောင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းမြို့ကိုဗဟိုပြုလှုပ်ခတ်သွားတဲ့ပြင်အား9.8ရစ်တာစကေးရှိစကိုင်းပြည်ရင်ကလေးကြီးလှုပ်ခတ်ခဲ့တာနှစ်လပြည့်ခဲ့ပြီဖြစ်တော်လဲမန္တလေးမြို့ရှိ Sky Valley ကော်တိုပြုကြရမှာတိစုံရုပ်လောင်းနေတဲ့ဖိုးရက်ပစ္စည်းတွေတွေ့ရှိနေစေဖြစ်ကြောင်းသိရပါတယ်။ဒါပေမဲ့လက်ရှိအချိန်ထိစစ်ကောင်စီပူးကြောင်မူကြီးမင်းအောင်လိုင်းကနေပြည်တော်မှာငလင်ကြောင်ပျက်စီးသွားတဲ့ရုံးဌာနအဆောက်အအုံများပြုပြင်ရေးတာဦးစားပေးလှုပ်ဆောင်နေရရှိပြီးအဲ့ဒီလိုပြုပြင်ရမှာ၎ ိုင်ငံတကာမှထောက်ပံ့တဲ့ပစ္စည်းများနဲ့ပြင်ဆင်နေကြောင်းသိရပါတယ်။စစ်ကောင်းဆောင်ကပြီးခဲ့တဲ့မေလ29ရက်နေ့ကနေပြည်တော်ရှိပြည်ထောင်စုတရားလွတ်တော်ကြုံရုံပြည်ထောင်စုတရားရုံးချုပ်နဲ့အလုတ်သမားဝင်ကြီးဌာနရှင်တို့မှငလင်ကြောင်းထိခိုက်ပျက်စီးမှုတွေများတဲ့အတွက်ရုံးအဆောင်များပြန်လည်တိဆောက်ပြုပြင်ရမှာတတ်မှတ်ကာလအတွင်းပြီးစီးရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။လက်ရှိမင်္ဂလင်းအကူအညီတွေအနေနဲ့တရုတ်နိုင်ငံကယာယီရုံးဖြစ်အသုံးပြုဖို့ Prefer Brigade အလုံးကြီး900နဲ့ယာယီအိမ်အသုံးပြုဖို့အတွက် ပရီဖာဘရီကတ်တပ်အလုံးကြီး4500လူတန်းခဲ့ကြောင်းစစ်ကောင်စီအာပေါ်သတင်းတွေမှာဖော်ပြပါရယ်ဝန်ထမ်းတွေကအစိုးရယုံနဲ့ကားရက်နာဖို့လှုပ်ထားတဲ့နေရာတွေမှာတရုတ်ကပေးထားတဲ့ယာယီကွန်တိန်နာတွေနဲ့နေရတာမျိုးရှိတယ်တချို့ဝန်ထမ်းတွေကအပြိုဆောင်သတင်းဆောင်ပါ တချို့ဝန်ထမ်းတွေကအပြိုဆောင်သစဉ်ဆောင်မှာတိုက်ခန်းတခန်းမှာလူ9ယောက်6ယောက်လောက်စုနေရတာမျိုးရှိတယ်မိသားစုကိုခွဲထားတာမျိုးတွေရှိတယ်အဆင်ပြေသလိုနေနေရတာပါဝန်ထမ်းတွေအားလုံးစိတ်ညစ်နေကြရတယ်လို့နေပြည်တော်ရှိစစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းတအုပ်ကပြောပါတယ်ငလင်ကြောင်ရှိနီးမြုံနယ်မှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှာငလင်ဘေးတင်ဝန်ထမ်း80ရာခိုင်နှုန်းနီးပါးရှိပြီးအခြားဌာနဆိုင်ရာအများစုရှိဝန်ထမ်းများလည်းထိခိုက်မှုများစွာရှိပါတယ်ဒါပေမဲ့စစ်ကောင်စီကငလင်ဘေးတင်ပြည်သူများနဲ့ဝန်ထမ်းများကိုကူညီရတဲ့၎င်းတို့အာဏာချုပ်ကိုင်နိုင်ဖို့အတွက် အရေးကြီးတဲ့ပြည်သာစုလွတ်တော်ပြုပြင်ရေးနဲ့အစိုးရဌာနယုံနေကိုသာပြုပြင်နေကြောင်းနေပြည်တော်ရှိဝန်ထမ်းများထံမှသိရပါရယ်မန္တလေးမြို့မှာငလင်းလုတ်ခတ်ပြီးနှစ်လပြည့်နေတဲ့ဒီပြိုကျအဆောင်တွေကိုဖယ်ရှားရှင်းလင်းနေစေဖြစ်ပြီးအဲ့ဒီအောက်နင်းမြုပ်နေတဲ့တေဆုံရုံလောင်းတွေကိုထုတ်ယူနေစေဖြစ်ကြောင်းမိသက်တပ်ဖွဲ့ထံမှသိရပါရယ်မန္တလေးမြို့ Sky Flyer ကွန်တိုပြိုကျမှုမှာမေလ29ရက်နေ့မှာအမျိုးသမီးရုံလောင်း၃လောင်းနဲ့အဖိုးတန်ရွှေများပါဝင်ကြက်သိန်းထောင်နဲ့ချီရှာဖွဲ့တွေ့ရှိခဲ့ကြောင်းအဲ့ဒီဖွဲ့ထံမှသိရပါရယ် မန္တလေးနဲ့စကိုင်းမြို့ဗဟိုပြုလောက်ခတ်တဲ့ငလင်ကြီးကြောင့်တေဆုံးသူ3939ဦးထိခိုက်ဒဏ်ရာရရှိသူ9000တရာလေးဦးပျောက်ဆုံးသူ68ဦးရှိကြောင်းမေလ28ရက်နေ့ထိစည်ရင်းနေရတည်ရပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးမြင်းကလင်ပညာရှင်ဦးစိုးတူရာထုံးကဆက်အာနာရှင်တွေရဲ့လှုပ်ဆောင်မှုနဲ့ပတ်သက်ပြီးဆက်ဆိုးရဆက်ဆက်ကသမာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်မှုမရှိသလိုဘေးအန္တရာယ်ကြာရောက်ချိန်မှာလည်းလူအင်အားသုံးကူညီခြင်းမရှိကြောင်း ေးအန္တရာယ်အတွက်ငွေကြေးသုံးဆွဲမှုမရှိဘဲစစ်စင်ရေးအတွက်သာသုံးဆွဲနေကြောင်းပြောကြားခဲ့ပါတယ်။ဆလဘီမြန်မာပဋိပက္ခကိုတနည်းအတွင်းမဖြေရှင်းနိုင်လို့ဖိလစ်ပိုင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာပဋိပက္ခဖြေရှင်းရမှာမလေးရှားနိုင်ငံစတင်ပြီးလှုပ်ဆောင်နေတာကိုဖိလစ်ပိုင်နိုင်ငံကဆက်လက်အကောင့်ထည့်ဖို့မယ်လို့တမရဖာတီနမ်မာကော့စ်ဂျူနီယာကအင်ကာနီမှာပြောကြားခဲ့ပါတယ်။ မြန်မာအရေးကိုတနည်းအတွင်းဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့၎င်းကဖိလစ်ပိုင်သတင်းတောက်တွေကိုပြောပါရယ်မြန်မာပဋိပက္ခကိုတနည်းဆိုတဲ့အချိန်ကာလအတွင်းဖြေရှင်းနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့ကမြန်မာအရေးဖြေရှင်းရမှာမလေးရှားနိုင်ငံလှုပ်ဆောင်ခဲ့တာကိုဆက်လက်အကောင့်ထည့်ဖို့မှာဖြစ်တယ်လို့သူကဆိုပါရယ်မြန်မာနိုင်ငံမှာလာမယ့်ရွေးကောက်ပွဲကြောင့်တည်ငြိမ်မှုရှိလာဖို့မျှော်လင့်ပါကြောင်းမာကော့စ်ဂျူနီယာကဆက်ပြောပါရယ်လူသားချင်းစာနာမှုကုန်ကျစရိတ်ကအလွန်ကိုကြီးမားတာကြောင့်ကျွန်တော်တို့အရင်ဆုံးအပြစ်ခတ်ရဲစဲတာကိုလိုလားပါရယ်မြန်မာနိုင်ငံရှိသက်ဆိုင်သူတွေကဘလို့အခြေခံမှုမျိုးကိုမှသဘောတူလိမ့်မယ်လို့ကျွန်တော်တို့မမြင်ဘူးလို့၎င်းက ြောပါတယ်။လာမယ့်နှစ်အာဆီယံအလဲကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံကမြန်မာအရှိနဲ့ပတ်သက်လို့ဒီနှစ်အစောပိုင်းကလေးကမလေးရှားနိုင်ငံနဲ့ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။မြန်မာပဋိပက္ခကိုဖြည့်ရှင်းနိုင်မယ့်နီလန်တဲ့ရှာဖွေဖို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့တောင်းဆိုချက်အရအထူးကိုယ်စားလှယ်တအုပ်ကျွန်တော်စီလုပ်ခဲ့တယ်လို့သူကဆက်ပြောတဲ့အကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ ဆက်လက်ပြီးတောင်ငူခရိုင်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သား၁၀ဦးသေဆုံးပြီး9ဦးဖမ်းဆီးရရှိကာထိုင်းမြန်မာနယ်စပ်ကနဲလီစစ်တပ်စခန်းသိမ်းတိုက်ပွဲမှာ120မမလက်နက်ကြီး၂လက်အပါအဝင်လက်နက်ခရဲများပြားသိမ်းဆည်းရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းတောင်ငူခရိုင်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို KNL လင်ပူပေါင်းတပ်များကတိုက်ခိုက်မှုစစ်သား၁၀ဦးသေဆုံးပြီး9ဦးဖမ်းဆီးရရှိကြောင်း KNL လီသတင်းရှင်းမြစ်တွေကပြောပါရယ်။မေလ19ရက်နေ့ KNU တပ်မှ၃နေမြေတောင်ငူခရိုင်တွင်းကိုစစ်တပ်ကစစ်ကြောင်းထိုးလာရာ KNL လီပူပေါင်းတပ်တွေက စ်တပ်ကိုတိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီတိုက်ပွဲမှာစစ်တပ်စစ်ကြောင်းမှဆုတ်ခွာထွက်ပြေးသွားပြီးစစ်ကြောင်းပြက်စီသွားကြောင်းအဲ့ဒီတိုက်ခိုက်မှုမှာစစ်တပ်ဘက်မှ၁၀ဦးသေဆုံးပြီး9ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းလက်နက်ခဲယံများသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။တပ်ဆိုင်ရာကတရားဝင်သတင်းထုတ်ပြန်မှလည်းမြေလေရင်ကတတိထားတာရဲ့နေမည်မတည်ငြိမ်သေးတာရဲ့ကြောင်းနေရာအတိကျတော့ထုတ်ပြောလို့မရသေးဘူးလို့ KNL သတင်းအရင်းမြစ်ကဆိုပါတယ်။ဒါအပြင်မနေ့ကညပိုင်း KNL ပူပေါင်းတပ်တွေကသိမ်းပိုက်ခဲ့တဲ့ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အတွင်းရှိကနဲလီစစ်တပ်စခန်းမှာ120မမလက်နက်ကြီးနှစ်လက်အပါအဝင်လက်နက် ခရင်များပြားတင်ဆက်ရရှိကြောင်းအဆိုပါစခန်းမှာစစ်တပ်ဘက်မှအင်အားတရာကျော်ရှိပြီးအင်အား90ကျော်မှထိုင်းနိုင်ငံဘက်ခြံကိုထွက်ပြေးသွားကြောင်းကြံအင်အားများကတော့စစ်တုံဘန်းဖြစ်ဖမ်းဆီးရရှိခြင်းပြစ်ခတ်မှုတွင်တည်ဆုံမှုတွေရှိနေတဲ့ပြင်ဤဆက်ရတော်ဆန်တဲ့စိုက်ခင်များတွင်ကိုလည်းထွက်ပြေးခြင်းများရှိကြောင်းသိရပါတယ် KNU ရဲ့ထုတ်ပြန်ချက်မှာ KNU တပ်မ6နှစ်မြေမှာစစ်တပ်ကကျူးကျော်တပ်ဆွဲထားတဲ့ကနဲလီစစ်တပ်စခန်းကိုမေလ28ရက်နေ့ညနေ6နာရီချိန် KNU တပ်မ6ဦးဆောင်တဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ၊ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရပါရယ်။အလားတူမနေ့ကမနက်ပိုင်းမှာလည်းကရင်ပြည်နယ်မြောက်ရီမြို့နယ်အတွင်းရှိရွှေအင်းမြိုင်စစ်တပ်စခန်းကိုလည်း KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကအပီးသက်နေမြေရှင်းလင်းသိမ်းပိုက်ရရှိခဲ့ကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်။